ာဝတိမျိုးအားလုံးမင်္ဂလာပါဆရာကဆရာစင်ပါ grade 7တင်ချာတရားတင်များဦးမျှဝေတင်ကြပေးပါမယ်ဆရာရဲ့မျှဝေတင်ကြမှုလေးကိုနှစ်သက်တဲ့အကျိုးရှိတယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ထားပေးနော်အဲ့တော့ဆရာတို့ဒီနေ့ဒီလာရမယ့်သင်ခန်းစာလေးကအခန်းတရဲ့1.3.3ကအနေပြိုင်စုကံတစ်ခုရဲ့တောင်းပြန်မြင်နေကြအောင်ဆရာတို့လေ့လာရမှာဖြစ်ပါတယ်။အဲတော့ဆရာတို့သင်ခန်းစာလေးမလေ့လာခင်မှာဆရာတို့ဒီသင်ခန်းစာလေးရဲ့ရည်ရွယ်ချက်လေးရှိပါတယ်။အဲတော့သင်ခန်းစာလေးရဲ့ရည်ရွယ်ချက်လေးကဘာလဲဆိုတော့ ။မနက်ပိုင်းစတုဂန်တစ်ခုရဲ့ဆရာတို့တောင်ဖြတ်မြင်းတွေကအချင်းချင်းထုတ်ဝက်ပိုင်းဖြတ်ကြကြောင်းကိုဆရာတို့ကမနက်ပိုင်းစတုဂန်ရဲ့ဂုဏ်တတိတွေကိုဖော်ထုတ်တတ်ဖို့ဖြစ်တယ်။အဲတော့ဆရာတို့နဲ့အတူတူဆရာနဲ့အတူလက်တွေ့ဆက်သက်ချက်လေးတွေလုပ်ကြရအောင်။ကဲဒါဆိုရင်သာလို့သမီးတို့စာရွက်အလွန်လေးတရွဲ့ယူလိုက်ပါယူပြီးသွားလို့ရှိရင်ဆရာနဲ့လက်တွေ့ဆန်းသက်ချင်ပြီးအတူတူလိုက်လုပ်ကြမယ်เนาะအဲ့တော့သာသမီးတို့လိုက်လုပ်မယ်လို့လည်းဆရာယူကြည်ပါတယ် တော့ဆရာတို့အနံပြိုင်စတုဂန်လေးတစ်ခုဆွဲလိုက်ပါမယ်ဆွဲပြီးတော့အနံပြိုင်စတုဂန်လေးမှာဆရာတို့ကနံပါတ်လေးပေးလိုက်မယ် A B C D ဆရာတော့ဒီတိုင်းလေးအပေါ်ဘက်ကနေဆရာတို့ကလေယာဉ်ရင်ဒီလိုလေးဖဲပြီးတော့ပေးလိုက်တယ်တော့တမီးတော့ဟောဒီအောက်ဘက်ကနေပေးလဲရတဲ့အစင်လိုက်ဘလူးပဲနံပါတ်ပေးပေးပေးလို့ရတယ်နော်အဲ့တော့ကြိုက်တယ်လို့ပေးလို့ရတယ်အဲ့တော့ဆရာတော့ဒီတိုင်းလေးပဲနံပါတ်ပေးလိုက်တယ်အဲ့တော့အနံပါတ်စတုဂန်လေးရဲ့နံပါတ်က A B C D နံပါတ်ပေးပြီးသွားပြီးသွားရင်ဆရာတို့ကဘာလုပ်မှလဲဆိုတော့ ဒေါင်းဖြတ်မြင်လေးဆွဲလိုက်မယ်အဲ့တော့ A နဲ့ C နဲ့ဆက်လိုက်မယ်ပြီးသွားရင် D နဲ့ B နဲ့ D နဲ့ဆက်လိုက်မယ်အဲ့တော့ဒေါင်းဖြတ်မြင်လေးနှစ်ခုဖြတ်သွားတဲ့ဖြတ်မှတ်ကလေးဟောဒီအလယ်မှန်လေးရမယ်မျက်နှာကြောင်ဖြတ်လို့ရှိရင်ဆရာတို့ကအမှတ်တစ်ခုဖြစ်ပေါ်တယ်အဲ့တော့အဲ့ဒီအမှတ်လေးကိုဆရာတို့က O လို့ပေးလိုက်မယ်အဲဒီတိလိုက်ဆွဲလိုက်ပါအော်ဆရာနဲ့တူလိုက်ဆွဲမယ်လို့ယုံကြည်ပါတယ်အဲ့တော့ဆရာတို့လိုက်ဆွဲလိုက်မယ်ဆွဲပြီးသားရင်ဆရာတို့ကဘာလို့ရပါလဲဆိုတော့ ော်အနေပြန်စတုကန်ဒီမှာဆရာတို့ကကကြေလင်းနဲ့ညှက်ပါဘောเนาะအဲ့တော့ကကြေလင်းနဲ့ညှက်မှာဆိုတော့ကကြေလင်းနဲ့ညှက်ထုတ်ပလိုက်တဲ့အခါကျရင်ဆရာတို့ကအဲဒီအနေပြန်စတုကန်လေးရဲ့နာမည်လေးတွေကစာရွက်ဘေးမှာကြံခဲ့မှာပေါ့ကကြေနဲ့ဒီတိုင်းညှက်လိုက်ရင်ကြံခဲ့မှာအဲ့တော့မကြံခဲ့အောင်ဆရာတို့ကနာမည်လေးတွေပါတော့ copy ကူမယ်ကူမယ်ပေါ့เนาะအဲ့တော့အဲ့ဒီ angle A ဒီဒီမှာသူရဲ့တောင်တောင်လေးတွေနဲ့ angle E ပဲနာမည်ပေးလိုက်မယ်ဒီနေရာလေးကသူက D ပဲ copy ယူလိုက် ။ဟောဦးကတော့ဦးပေါ့နော်။အဲ့တော့ဦးမတ်ဒီအကောင်လုံးနဲ့ဆိုင်တော့အကောင်လုံးဒါဦးလေးပဲပေါ့နော်။အဲ့တော့ဦးလေးလိုက်ပေးလိုက်ပေါ့။ဟောပြီနော်။ပြီးတော့ရင်ဆရာတို့ကအဲဒီဘက်ဒီမှာလည်းအထိုင်းပဲလိုက်ပေးမှာ။ဟောပြီနော်။အဲ့ဒါဆိုဆရာတို့ကအခုစမ်းသပ်ချက်မှာဟောဒီဒီမှာလည်း B ဆိုရင်ဒီဘက်က B ဒီမှာ C ပေးလိုက်မှာပေါ့။အဲဒီဟာပေးလိုက်။အဲ့တော့ဆရာတို့ပေးတဲ့လိုမျိုးလေး name လေးတွေ copy ယူလိုက်မယ်။ဟော copy ယူလိုက် ဲနာမည်ပေးပြီးသားပြီဆိုရင်ဆရာဘာလုံးမှာလဲဆိုရင်ကတ်ကြီးလေးနဲ့ညှတ်ထုတ်မှာပေါ့ဆရာတော့ဒီမှာဒါလေးနဲ့ဒီပြတာအဲ့တော့ဟောဒီ triangle AOD လေးကိုဆရာတော့ကတ်ကြီးနဲ့ညှတ်ထုတ်ပလိုက်ပြီအဲ့တော့ကတ်ကြီးလေးနဲ့ညှန်လိုက်ပါဒန်လေးကတ်ကြီးလေးနဲ့ညှန်လိုက်ပါဒါဆိုရင်ကြက်ပြီးသားအပိုင်းလေးကိုယူလိုက်မယ်ဒီလေးမှာရွှေထားလိုက်မယ်အဲ့ဆိုဆရာတော်ကဟောဒီမှာအပေါက်ကလေးဒီလိုမျိုးလေးခြံခဲ့မှာပေါ့နော်အဲ့တော့ဒီမှာနာမည် copy ယူထားတဲ့ဟာလေးတွေကဒီဘက်ကိုပါသွားမှာပေါ့ဆရာတော် animation ပေးတာဆိုတော့ဆရာကဒီတိုင်း ယူသွားလို့ရလို့ဆရာဒီတိုင်းလေးယူသွားလိုက်တယ်။တော့တမီးတို့မှာကြတော့ဒီ OAD လေးကအတွင်းလေးမှာပေါ်နေတယ်။ AOD လေးကအတွင်းလေးမှာပါသွားမယ်။ဟုတ်ပြီနော်။ဒါဆိုရင်ဆရာတို့ကနောက်ထပ်ဟောဒီဘက်က triangle လေးကိုလည်းဆရာတို့ကလက်တွေကန်ချီလေးနဲ့ညှိနိုင်တယ်။အဲဒီမှာလည်းအတိုင်းပဲ triangle လေးတစ်ခုရမယ်။ဆရာတို့ကဒီဘက်ကိုရှင်းထားလိုက်။ဒါဆိုဒီမှာ box လေးဇန်ခဲ့မယ်။ဥပမာ copy ယူထားတဲ့ BOC လေးကလည်းဒီမှာ BOC ဆိုပြီးတော့အတွင်းဘက်လေးမှာပါသွားမယ်။ ဟုတ်ပြီနော်ဆရာကတော့အပြင်ဘက်ကနေ animation ပေးထားလို့အပြင်ဘက်လေးကနေပဲဆရာကတော့ရှင်းလိုက်တယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့ကဒီပုံစံလေးတစ်ခုရပါမယ်ဟုတ်ပြီနော်ဒီပုံစံလေးရသွားမယ်ဒါဆိုဆရာဒီတိုင်းအားလေးရှင်းတော့ဖြစ်လိုက်ပါဟောတော့ဆရာတို့ကကကြင်းနဲ့ညှက်တဲ့အတဲထဲမှာပါသွားပြီနာမည်လေးဟုတ်ပြီနော် AOD ရဲ့ဒီဘက်က BOC ရဲ့ဆိုပြီးတော့ပါသွားပြီအဲ့ဒီ triangle နှစ်ခုကိုဆရာတို့ကထပ်တူညီလာလို့လက်တွေ့စံသက်ခြင်းဒါဆိုဆရာတို့က180ဒီဂရီလေးလှည့်ပြီးတော့ထပ်ကြည့်နိုင်မယ်နှစ်ခု အဲထားကြည့်လိုက်တဲ့အခါမှာဘာဖြစ်ကြောင်းတွေ့ရလဲအတော့ triangle AOD လေးနဲ့ဆရာတို့က triangle COB လေးနဲ့ဆရာတို့က180 degree ထပ်လိုက်တဲ့အခါမှာထပ်တူညီတာကိုတွေ့ရရဲ့တထက်ထက်ကြပါပြီနော်အတော့ဒါဆိုမျိုးလည်းတွေ့စမ်းသပ်ကြည့်ပါဆရာနဲ့အတူတူဆရာလိုပဲတထက်ထက်ကြမယ်လို့ဆရာယုံကြည်ပါပြီနော်ဒါဆိုဆရာတို့တွေတထက်တူညီသွားတဲ့အခါမှာဘယ်နာလေးညီသွားမလဲဘောက်ဒီမှာရှိတဲ့ OA လေးနဲ့ OC လေးနဲ့ဒီဘာဖြစ်နေလဲ တထက်သေးကြနေတယ်ထက်တူကြဒါကြောင့်မလို့ဆရာတို့တို့နှစ်ခုပါပြလေညီတယ် triangle နှစ်ခုထက်တူညီပြီဆိုတော့တို့ရဲ့ life ပဲအနားရည်ညီတယ်ဟုတ်ပြီနော်ဒါဆို OA လေးနဲ့ OC လေးနဲ့ပါပြချောင်းတွေ့ရလဲညီချောင်းတွေ့ရဒါနံပါတ်1ညီချောင်းတွေ့သွားနောက်တစ်ခါလဲပဲဆရာတို့ဘက်ကအနားလေးဟုတ်ပြီနော် OA လေးနဲ့ OC လေးနဲ့ညီသွားပြီဆိုတော့ပုံထဲမှာမှတ်မိသွားအောင်ဆရာဒီမှာ note လေးနဲ့ချင်လိုက်မယ် OA လေးနဲ့ OC လေးနဲ့ညီသွားပြီဒီမှာညီသွားတယ်တို့နှစ်ခုညီသွားတယ် ညီသွားလို့ဒီမှာ level scan မှာနောက်ဖြတ်မြင်မှာသူတို့နှစ်ခုပါဖြစ်လေညီလေဒါဆိုနောက်ထပ်တစ်ခု B နဲ့ D လေးကလည်းအိုရဆရာတို့ကခေါချိုးညီနေတာအဲ့တော့ခေါချိုးညီနေတာတွေ့ရတယ်ဒါကြောင့်မလို့ဆရာတို့တွေဒီသူတို့နှစ်ခုဒီအိုရခေါချိုးညီနေတာဖြစ်တဲ့အတွက်သူတို့နှစ်ခုညီနေတယ်ဒါဆိုပုံထဲမှာလည်းပဲ OD လေးနဲ့ဒီဘက်က OB လေးနဲ့ဘာဖြစ်ကြောင်းတွေ့ရတယ်ညီကြောင်းတွေ့ရတယ်ဒါဆိုနှစ်ချက်ရသွားပြီဒါဆိုအဲ့ဒီ1နဲ့2ရာ ဆရာတို့ရဲ့ဒေါင်းဖြန့်မြင်းနေဖြစ်တဲ့နှစ်ကြောင်းစလုံးပါဖြစ်နေတယ်တခုကိုတခုထပ်ဝက်ပိုင်းနေကြောင်းတွေ့ရတယ်ဒါပြပြင် AC လေးနဲ့ BT လေးနဲ့ပါဖြစ်လက်ထပ်ဝက်ပိုင်းကြောင်းတွေ့ရတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့တွေဒီစံသက်ချက်လေးကနေဒေါင်းဖြန့်မြင်းနေတခုကိုတခုထပ်ဝက်ပိုင်းကြောင်းတွေ့ရတယ်အဲဆိုရင်ဆရာတို့ကလစ်တွေ့စင်တာပြီးတည်သွားပြီဆိုရင်မေဗျန်စတူကန်နေမှာတောင်ပြမြင်းနေဆွဲရင်အော်တိုတီးရမယ်ဟိုဒီလေးနဲ့ဟိုဘီလေးနဲ့ညီတယ်ထွက်ဝက်ပိုင်းနေ ဟို A လေးနဲ့ဟို C လေးနဲ့ညီတဲ့တစ်ခုပေါ်တစ်ခုထောက်ဝပိုင်းနေဆိုတာဒါတို့တမီတို့နားလည်သွားမယ်လို့ယုံကြည်ပါတယ်ဒါဆိုအောက်ကနေမတ်စုလေးရေလို့ရပြီနေရန်စတုဂန်တစ်ခုရဲ့တောင်းဖြတ်မြင်များသည်အချင်းချင်းထောက်ဝပိုင်းပြန်ကြသည်ဆိုရင်မတ်စုလေးရပြီဒါဆိုရင်ဒါတို့တမီတို့မတ်စုလေးရေထားလို့ရပြီခုနကလက်တိစံသက်ချက်လေးနှစ်ခုကကြီးလေးနဲ့ညှပ်ပြီးထပ်ထားတဲ့ပုံလေးကိုဟောဒီလိုဝဲဘက်မှာကတ်ခေါ်လေးနဲ့ကတ်ပြီးတော့ရင်ဟောဒီပုံလေးကိုလည်းရပြီလေးမှာဆွဲ ဒီတိုင်းလေးမှတ်စုလေးရေးပြီးသွားရင်မှတ်စုတဲ့အောက်ကရေးပြီးသွားရင်ဆရာတော်က homework အင်္ဂါထပ်လို့ရပြီမှတ်စုလေးဆိုဆရာကတော့အဲ့လိုထပ်ခိုင်းဟုတ်ပြီနော်ဒါတို့သမီးတို့ရဲ့အဲ့လိုမျိုးစာအုပ်တဲလေးမှာဆရာပြောသလိုမျိုးလေးသေချာလက်တွေ့လိုက်လုပ်မယ်ဆိုရင်ဒါတို့သမီးတို့အလားပါပါလေးနဲ့ပြောစရာကောင်းသားမှာပေါ့နော်ဟုတ်ပါပြီကဲဒါဆိုရင်ဆရာတို့နှစ်ပြန်စတုကန်ရဲ့တောင်ပြန်မြင့်နေသည့်အချက်ချင်းမလုပ်ကြလဲထွက်ဝက်ပိုင်းဖြတ်ကြရတယ်ဟုတ်ပြီနော်အဲ့တော့ဆရာပြောလာလားကိုယ်တိုင်လက်တွေ့စံသပ်ပြီးမှသိရတာ ဟုတ်ပြီနော်ကဲဒါဆိုရင်ဆရာတို့တွေလေ့ကျင့်ခန်းလေးလုပ်ရအောင်ပါဒါဆိုရင်ခုနကဆရာတို့လက်တွေ့စမ်းသပ်ချက်လေးကိုလောက်တတ်ပြီဆိုရင်ဒီလေ့ကျင့်ခန်းလေးကိုဖြည့်တတ်ပြီအဲ့တော့နံပါတ်1နံပါတ်2က ABCD တွေနဲ့တောင်းဖြန့်မြင် AC နဲ့ BD တို့ဒီတစ်ခုပေါ်တစ်ခုအမှတ် O နိုင်ပိုင်းဖြတ်ထားသည်ဆိုတော့ခုနကဆရာ တွေ့ပြပြီးတဲ့ပုံစံတွေ့လေးနဲ့ပုံစံနဲ့ပဲဟုတ်ပြီနော်ဒါဆိုရင် triangle AOB နဲ့ triangle OCD တို့ဒီထပ်တူညီပါသလားတဲ့ဒါဆိုခုနကလိုပဲဆရာတို့ကမလုပ်ရအောင်လဲ triangle AOB ဆိုတော့ဘယ် triangle လေးဖြစ်မလဲ triangle AOB ဆိုတော့ဟောဒီဘက်ဘောက triangle လေးဒီ triangle လေးရဲ့ triangle OCD OCD ဆိုတော့ဟောဒီအောက်က triangle လေးအဲ့ဒီနှစ်ခုထပ်တူညီလာဘာလို့မလဲလက်တွေ့ပြုလုပ်ရဖြစ်ဆိုဘာလို့ပြောလို့ခုနကဆရာဆန်သက်ပြသလိုဒီ triangle လေးကိုကတ်ကြီးလေးနဲ့ညှတ်ထုတ်သူ့ကို copy ယူပေါ့ A သူ့ကိုကြတော့ O ဒီမှာက B copy အတွင်းလေးမှာသွားရေးလိုက်မယ်နည်း ရဘက်က triangle လေးရတယ်ဒီမှာ D ဒီမှာ C copy U line ပြီးတော့သူတို့ကိုဘာလုပ်မလဲကကြီလေးနဲ့ညှထောပြီးတော့ဒီဘက်မှာဘာလုပ်ချင်မလဲလက်တွေထပ်တူညီလာထပ်ချင်မယ်ညီတယ်ဆိုရင်ဒီပုံလေးထပ်တူညီချောင်းကတ်ထားကတ်ပုံလေးကိုကတ်ကော်လေးနဲ့ကတ်ပြီးသွားတဲ့အဲဒီအောက်မှာဖြေလိုက်ရုံပဲကကြီ triangle AOB နဲ့ triangle OC တို့ဒီထပ်တူညီပါသည်လို့ဖြေလဲရတယ်ဒါမှမဟုတ်သူတို့နှစ်ခုရဲ့ကြားထဲမှာ concurrent ထပ်တူညီသင်္ကေတလေးနဲ့ရေးပြီးတော့ဖြေလဲရတယ် အဲ့တော့နံပါတ်ကကြီးလေးဖြစ်တတ်မယ်လို့ဆရာယုံကြည်ပါတယ်เนาะနောက်တစ်ခါခွေးရလဲအတိုင်းပဲ triangle obc triangle obc ဆိုတော့ဆရာတို့ကဟောဒီဘက်က triangle လေးဒီ triangle လေးနဲ့ triangle oda ဆိုတော့ဒီဘက်က triangle လေးနဲ့အဲ့နှစ်ခုလဲထပ်တို့ညီလာတဲ့လူတွေ့ဖြေခိုင်းတာဒီ triangle လေးနှစ်ခုကလည်းအဲ့လိုပဲခုနကဆရာဆန်သက်ပြတာနဲ့တူပုံစံနဲ့ပဲသူတို့နှစ်ခုကလည်းကကြီးလေးနဲ့ညံ့ညံ့ပြီးသွားလို့ရှိရင်ဆရာတို့ကထပ်တို့ညီလာထပ်ကြည့်မယ်ပြီးသွားရင်ညီချောင်းတွေ့ရရဲ့ဆိုအဲ့ဒီပုံလေးရဲ့အောက်မှာခါခွေး triangle obc congruent triangle oda ဆိုပြီးတော့ဖြေလဲရတယ်သို့မဟုတ် triangle obc နဲ့ triangle oda တို့ဒီထပ်တူညီပါသည်လို့ရေးလိုက်လဲရတယ်ဒါဆိုရင်နံပါတ်1ကာကြီးလေးနဲ့ခါခွဲလေးကိုလက်တွေ့ပြုလုပ်ပြီးတော့ဖြေတတ်မယ်လို့ဆရာယုံကြည်ပါတယ်ဟောဆရာတို့ကတင်ချာကတင်ချာနှစ်ကကြောက်เสียမှာမဟုတ်เนาะပြောကောင်းတယ်ဆရာတို့ကဟုတ်ပြီเนาะအဲ့တော့ဆရာနဲ့တူတူလက်တွေ့လိုက်လုပ်မယ်ဆိုရင် ြောဖို့ကောင်းပါတယ်เนาะဝက်ဆိုက်တော့မှတ်မိသွားပါလိမ့်မယ်ဒါဒီနံပါတ်1လေးဒါဆိုဖြည့်တတ်မယ်လို့ယူကြည်ပါတယ်ဟုတ်ပြီနောက်ကဲဒါဆိုရင်ဆရာတို့နောက်တဲ့နံပါတ်2နံပါတ်2လေးကြည့်အောင်နံပါတ်2ကဆရာတို့ Downman Stucken ABCD တွင် ACD တောင်းပြန်ပြင်ဖြစ်သည်ဒါဆိုဆရာတို့ Downman Stucken ဒီနေရာမှာမိကုံးလေးကိုတည်ချပတ်ရမယ်ဒီတကားပြောင်းသွားတယ်နံပါတ်1စတုကန်မဟုတ်တော့ဘူးเนาะ downman stucan ဒါဆိုဆရာတို့က downman stucan လေးဆွဲရမယ်အဲတော့ downman stucan လေးဆွဲလိုက်မယ် ABCD လို့ပြောလို့ ABCD နာမည်ပေးလိုက်။အဲ့တော့ဒီရောက်ခက်ကနေလှည့်ပြီးပေးလင်းရတယ်ကိုကြိုက်တယ်လို့ပေးလို့ရတယ်။ပြီးတော့ ACD တောင်းဖြတ်အမည်ဖြစ်သည်ဆိုတော့ E နဲ့ C နဲ့ပါလို့ပေးလိုက်မလဲ။ဆက်ပေးလိုက်ကဲနောက်ထပ်တစ်ခါသူကမေးခွန်းမေးထားတယ် ABCD တည်းတဲ့အနံပြိုင်စတုကန်တခုဖြစ်ပါသလားဟောအနံပြိုင်စတုကန်တခုဖြစ်လားဆိုရင်အနံပြိုင်စတုကန်ဖြစ်ဖို့ဆိုရင်အနားတွေပါလို့ရမလဲပြန်ရမယ်အဲ့တော့ AB လေးနဲ့ DC လေးနဲ့ပြန်ချောင်းပြနိုင်ရင် နံပြန်စတုကံဖြစ်ပြီးတော့မောအဲ့ဒီဘက်က AD လေးနဲ့ BDNA လေးနဲ့ဒီဘက်က BCNA လေးနဲ့ပြန်ကြောင်းပြနိုင်ရင်လည်းနံပြန်စတုကံဖြစ်ပြီးပေါ့ပြန်ကြောင်းပြဒါဆိုဆရာတို့ရှေ့မှာသင်ခန်းစာတွေတုန်းကလေ့လာခဲ့တယ်လीမြင်းမြိုင်နှကြောင်းကြားအကွာဝေးရင်ညီရဲဆိုရင်လည်းဘာဖြစ်လဲပြိုင်တယ်ပြိုင်ညီတယ်လည်းဆရာတို့လေးလေ့လာခဲ့ပြီးသွားပြီအဲ့လိုအဲ့ဒီ channel ဖြစ်ရင်လည်းရဟုတ်ပြီနော်အဲ့တော့လက်တွဲဖြစ်မယ်ဆိုရင်ပေဒံလေးနဲ့ဟောဒီ AD လေးကိုတိုင်းဒါဆိုဒီ AB နဲ့ DC မြင်းမြိုင်နှစ်ကြောင်းပြန်ကြောင်းပြမှာဆိုရင် AD နဲ့ PC လေးကိုတိုင်းညီရယ်ဆိုရင်သူတို့နှစ်ခုပါပြပြီလေပြန်ပြီပေါ့ပြန်ရင်လည်းစတုဂန်ဖြစ်ပြီပေါ့ဟုတ်ပြီနော်ဒါမှမဟုတ်ဆရာတို့ကဒီအနာ AD လေးနဲ့ PC လေးနဲ့ပြန်ကျင်နေဆိုရင်မြင်းမြိုင်နှစ်ကြောင်းကြာกว่าပြပြတဲ့ AB လေးနဲ့ DC လေးနဲ့ကိုတိုင်းကြည့်လိုက်ညီရယ်ဆိုရင်သူတို့နှစ်ခုပါပြပြီလေသူတို့နှစ်ခုညီရယ်ဆိုရင်ညီမြိုင်နှစ်ကြောင်းကြာกว่าဝေးညီရယ်ဆိုရင်သူတို့နှစ်ခုပြန်ပြီပေါ့အဲ့လိုဖြစ်ရင်လည်း ရရဲ့သုံးမောဆရာတော့နောက်ထပ်တနည်းရှိသေးတယ်ဆရာတော့ရှေ့မှာလေးလာခဲ့ပြီးသွားပြီဟုတ်ပြီနော်မြင်းမြိုင်နှစ်ချောင်းကိုဖြန့်ပြဲတစ်ချောင်းကဖြတ်လိုက်ရင်ဖြစ်ပေါ်လာတဲ့ဆရာတော့ကဒေါင်းတွေကိုဆရာတော့လေးလာခဲ့ပြီးသွားပြီဒါဆိုရင်ဟောဒီ AB လေးနဲ့ DC လေးနဲ့ပြန်ချောင်းပြကျင်နေဆိုရင်ဆရာတော့တွေဒီဟောဒီ AB မြင်းလေးကိုဒီဘက်ကိုဆက်ဆွဲလိုက်မယ်စိတ်ကူးလေးနဲ့ဒီဘက်ကိုဆက်ဆွဲကြည့်ဒါဆိုရင်ဟောဒီမှာ BCE ကဘာဖြစ်မလဲ ဖြန့်မြင်းဖြစ်သွားမယ်။ဒါဆိုရင်ဖြန့်မြင်းဖြစ်သွားတယ်ဆိုရင်ဆရာတို့ရဲ့မြင်းပြိုင်နှကြောင်းဖြန့်မြင်းကဖြတ်တယ်သူတို့နှစ်ခုပေါင်းခြင်းသည်ဒီတောင်းနဲ့ဒီတောင်းနဲ့ပေါင်းခြင်းသည်ဖြန့်မြင်းရဲ့အတွင်းမှာဟုတ်ပြီနော်အဲ့ဒါဖြန့်မြင်းရဲ့မြင်းပြိုင်နှကြောင်းကြားဖြန့်မြင်းရဲ့တစ်ဖက်မှာရှိရတောင်းတော့ပေါင်းခြင်းသည်ဘလားရှိလဲ180ဒီဂရီရှိတယ်ဆရာတို့သင်္ကန်းကအစမှနေလာခဲ့ပြီတော့ဒါဆိုရင်ဟိုအိတောင်းနှစ်တောင်းနာပေါင်းလိုက်လို့180ဖြစ်တယ်ဆိုရင်သူတို့နှစ်ခုဘာဖြစ်ပြီလဲပြိုင်ပြီလို့ဖြေလို့ရပြီပြိုင်ရင်လည်းစတုကံဖြစ်ပြီပေါ့ အဲ့လိုလည်းဖြေလို့ရတယ်ခုနကလိုမြင်မြင်နှစ်ကြောင်ကြာအကွာဝင်းနေတယ်ဖြေလို့ရတယ်ဒါသူမျိုးကြိုက်တာနဲ့ဖြေလို့ရတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့က body ab လေးနဲ့ dc လေးနဲ့ပြန်ကြောင်းပြချင်တယ်ဒါဆိုရင်ဆရာတို့တွေပါနဲ့ပါနဲ့ပေါင်းရမလဲသူဒီဖြန့်မြင်းဆိုရင် body angle b abc ဆိုတော့ body b down လေးနဲ့ angle dca ဆိုတော့ body c down လေးနဲ့နှစ်ခုပေါင်းခြင်းစီ180ရမယ်ဆိုရင်သူတို့နှစ်ခုပါဖြစ်ပြီလေပြိုင်ပြီပေါ့ဒါဆိုရင်ဆရာတို့တွေ ပေါင်းလိုက်မယ်။ဒါကြောင့် angle ABC နဲ့ angle DCB နဲ့ဘာလို့လိုက်လဲ။ဒီတောင်းနှစ်ခုပေါင်းလိုက်တယ်။တောင်းမှန်နေဖြစ်တဲ့အတွက်ဆရာတို့90 90ပေါင်းတော့ဘယ်လောက်ရလဲ။180ဒါဆိုရင်မြင်းပြိုင်တစ်ကြောင်းရင်ကိုဖြန့်ပြင်းတစ်ကြောင်းကဖြန့်ဖြန့်လိုက်တဲ့အခါမှာဆရာတို့ရဲ့ဖြန့်ပြင်းရဲ့တစ်ပြက်တည်းမှာရှိတဲ့တောင်းနှစ်တောင်းပေါင်းရင်180ဒီဂရီဖြစ်တဲ့အတွက်သူတို့နှစ်ခုပါဖြစ်ပြီလေ။ပြိုင်သွားပြီ။ဒါဆိုထို့ကြောင့် AB လေးနဲ့ DC လေးနဲ့ပြိုင်နေတယ်။ ါဆိုသူတို့နှစ်ခုပြိုင်ပြီဆိုရင်ဘာဖြစ်ပြီလဲနံပြန်စတုကန်ဖြစ်ပြီပေါ့ဖြေလို့ရတယ်နံပြန်စတုကန်ဟုတ်ပြီเนาะဒါဆိုနောက်တစ်ချက်နောက်တစ်ခုနဲ့ဖြေလို့ရတယ်ဒီဘက်က AD လေးနဲ့ BC လေးနဲ့ပြန်ကြောင်းပြခြင်းနဲ့ဟော AD လေးနဲ့ BC လေးနဲ့ပြန်ကြောင်းပြခြင်းနဲ့ဆိုရင်ဖြန်ပြန်သူတို့နှစ်ခုဘာလုပ်မလဲဟောဒီ D တောင်လေးနဲ့ C တောင်လေးနဲ့ပေါင်းလိုက်ပါပေါ့ D တောင်လေးနဲ့ C တောင်လေးနဲ့ဒါပေါင်းလိုက်မယ်ဆိုရင်180ရမယ်ဆိုရင်ဒီနှစ်ခုကဘာဖြစ် ပြိုင်ပြီဒါဆိုရင် Oriangle D လေးနဲ့ Angle C လေးနဲ့ပေါင်းလိုက်တယ်180ရရဲဒါဆိုရင် Ori အနာနှစ်ခုပါပြည့်တယ်လေပြိုင်သွားပြီထို့ကြောင့် AD လေးနဲ့ BC လေးနဲ့ပြိုင်သွားပြီဒါဆိုရင်ဆရာတော်မျက်နှာချင်းဆိုင်နားပြီးပါဖြစ်ပြီလေပြိုင်သွားပြီဒါဆိုသေးကြပြီပါဖြစ်ပြီလေဆရာတော်ကနပြိုင်စတုကန်တစ်ခုဖြစ်ပြီပေါ့ဒါဆိုရမယ်နော် ်ကဲဒါဆိုရင်နောက်ထပ်ခါငွေလေးကြည့်ရအောင် AC နဲ့ BD နဲ့ညီပါသလားတဲ့နောက်တစ်ခုကပြေးစားဩဒီမှာကာကြီးလေးဆိုင်တယ်ကာကြီးလေးကဆရာတော်ထပ်တူညီလားတဲ့လက်တွေ့တွေလှုပ်ခိုင်းပြီးတော့ဖြေဟုတ်ပြီနော်ဒါဆိုရင်ဆရာတော်တွေလက်တွေ့လှုပ်ပြီးတော့ဖြေကြရအောင်ကဲလက်တွေ့လုပ်ပြီးဖြေကြမယ်နံပါတ်ကာ triangle DAC ရဲ့အော် triangle DAC ဆိုတော့ဆရာတို့က ဆရာတို့ဘာလုပ်ရမလဲတောင်းပြပြင်းလေးဆွဲထားရမယ်တောင်းပြပြင်းလေးဆွဲလိုက်တော့ triangle DAC ဆိုတဲ့ဒီဘက်က triangle လေးရဲ့ triangle BC ဆိုတဲ့ဟောဒီ triangle လေးနှစ်ခုပါဖြစ်ကြောင်းလဲထန့်တူညီကြောင်းပြရမယ်ဒါဆိုရင်ဟောဒီ triangle နှစ်ခုထန့်တူညီကြောင်းပြဖို့ဆရာတို့ကတ်ကြီးလေးနဲ့ညှပ်လိုက်မယ်အပြင်တော့ကတ်ကြီးလေးနဲ့မညံ့ရင်နံပါတ်တွေကပါသွားတော့မှဒါဆိုဆရာတို့ကနားလိုပဲ copy ယူမယ်။ဟောဒီဒီတောင်လေးကဒီတွင်ထဲမှာပါဖြစ်တော့ဗျာ။ဒီဟောဒီ A တောင်လေးကဒီဘက်ကလည်း A ဒီဘက်ကလည်း e b တောင်လေးရလဲအတွင်းဘက်မှာရေးလိုက်မယ် b c တောင်လေးရလဲဒီဘက်ကလည်း c ပြသွားမယ်ဒီဘက်ကလည်း c ပြသွားမယ် triangle တစ်ခုရသွားမယ်ဟုတ်ပြီနော်အဲ့တော့သူကထပ်တူညီလာလို့ပြောလို့ဆရာတို့ထပ်တူညီညီဓာတ်တွေစမ်းသပ်ကြည့်မယ်ဒါဆိုရင်သူတို့နှစ်ခုကိုဆရာတို့ဓာတ်တွေစမ်းသပ်ကြည့်မယ်အဲ့ဆိုရင်ဆရာတို့ကဒါမှစတူကန်လေးကိုကကြည်လေးနဲ့ညှင်းလိုက်ညပေးသွားရင်ဟောရတောင်ပြမြင်းလေးတိုင်းဖြန်းလိုက်ရင်ဆရာတို့ဘာနှစ်ခုရသွားမလဲ triangle နှစ်ခုရသွားမယ် ဆရာရောင်နေတဲ့ချိန်လိုက် triangle တစ်ခုရသွားပြီဆိုရင်အဲ့ triangle တစ်ခုထပ်တူညီလာသူပြောတဲ့အတိုင်းပဲဆရာတို့ဘာလုပ်မလဲလှည့်ကြည့်လိုက်180တိဂရီလှည့်ကြည့်လိုက်ဩဘာဖြစ်ကြောင်းတွေ့ရပြီလေထပ်တူညီကြောင်းတွေ့ရပြီဒါဆိုရင်ဆရာတို့ဖြေလို့ရပြီသူတို့နောက်ခုထပ်တူညီပါသလားဆိုတော့ဘာလို့ဖြစ်မလဲညီပါတယ်ဗောထပ်တူညီပါသည်ဗောအဲ့တော့တို့ကြောင့် triangle DAC နဲ့ triangle BCA တို့ဒီဘာဖြစ်ပါသည်လဲ concurrent ဖြစ်ပါတယ်ထပ်တူညီပါတယ် တော့ဒီလိုသင်္ကေတလေးနဲ့ဖြေလဲရတယ်။သို့မဟုတ် triangle DAC နဲ့ triangle BCA တို့ဒီထပ်တူညီပါသည်လို့ဖြေလဲရတယ်။ဒါဆိုနံပါတ်ကာကြီးလေးနားလည်မယ်နော်။ကဲဒါဆိုရင်နောက်ထပ်နံပါတ်ကာခွေ AC နဲ့ BD ကညီလာတယ်။ AC နဲ့ BD နဲ့ဆိုတော့ဆရာတို့က BD တောင်းပြန်မြင်လေးကပါနေတယ်။ဒါဆိုဆရာတို့က down man struggle ပါလို့ရမယ်။နှစ်ခုဆွဲရမယ်။အဲ့တော့မှဆရာတို့ကတောင်းပြန်မြင်နှစ်ခုကိုတည်တည်ကြလို့ရမယ်။အဲ့တော့အနားရည်ညီညီသိကျင် triangle နှစ်ခု concurrent ဖြစ်မဖြစ်ကြည့်မှရမယ်အဲ့တော့ထပ်တဝင်ရင်တို့အနားနေညီပါပဲဒီနော်ဟုတ်ပြီဒါဆိုရင်ဆရာတို့ကြည့်ရအောင်အဲ့တော့ဆရာတို့ down band structure လေးနှစ်ခုဆွဲလိုက်မယ် AC နဲ့ BD နဲ့ညီလားလို့ပြောရတဲ့အတွက် EC တောင်ဖြတ်ပြီးလေးတစ်ခုဆွဲလိုက်မယ်နောက်ထပ် down band structure လေးတစ်ခုဆွဲလိုက်မယ် BD နဲ့ညီလာလို့မေးတဲ့အတွက် BD တောင်ဖြတ်မြင်းလေးဆွဲလိုက်မယ်။ဒါဆိုရင်ဆရာတို့ကဘောပတ်ကဒေါမန်စတူကန်မှာလည်းပဲ3ခံတစ်ခုရမယ်။ ဟောဘက်က dominance တူကံမှာလဲ triangle တစ်ခုရမယ်အဲ့တော့ triangle နှစ်ခုစလုံး AC ပါမယ်ဒီဘက်မှာလဲ BD ပါမယ်ဒါဆိုကြိုက်တဲ့ trigon ကိုယူကြိုက်တဲ့ trigon ကိုယူဇာတ်လို့ဘာလို့ကြည့်မလဲ concurrent ဖြစ်ဖြစ်ဖြစ်စမ်းကြည့်လို့ရတယ်ဒါဆိုသားသမီးတို့ဘာလို့မလဲခုနကလိုပဲ copy အနေအမှာ A အတွင်းဘက်မှာ name လေးတွေယူယူပြီးသွားရင်ဇာတ်လို့ဘာလို့မလဲကတ်ကြီးလေးနဲ့ညံတောင်းဖြတ်မြင်းလေးတွေဖြတ်လိုက်ပါအဲ့တော့ဆရာတော်ဒီမှာဖြတ်လိုက်ပြီအတွင်းဘက်ကိုနာမည်လေးတွေပါလို့လိုက်ပြီလေ copy ယူလိုက်ပြီးဆရာအယောင်လေးနဲ့ခွဲပြီးသားဟုတ်ပြီတော့ဒါဆိုရင်ဆရာတို့ကတောင်ပြန်မြင်လေး BD ပါတဲ့ triangle လေးနဲ့ဒီဘက်ကလည်း AC ပါတဲ့ triangle လေးနဲ့ပါလို့ကြည့်မလဲထပ်တူညီမည်ဆရာတို့လက်တွေစမ်းသပ်ကြည့်မယ်ဒါဆိုရင်ဆရာတို့ကညပီးသား triangle လေးကိုဒီဘက်လေးကိုမှားလိုက်မယ်မှားလိုက်ပြီးသားရင်ဆရာတို့ကပါလို့လိုက်မယ်ဒီဘက် triangle လေးမှာသွားထပ်ကြည့်လိုက်မယ်ဩဆရာတို့ဘာဖြစ်ကြောင်းတွေ့ရလဲ ထပ်တူညီကြောင်တွေ့ရတယ်ဒါဆို triangle တစ်ခုတော့ကွန်ဂိုမန်ဖြစ်ပြီဆိုမှတော့ဟောဒီ BD ဆိုတဲ့နာလီနဲ့ဟောဒီ AC နာလီနဲ့ဒီအောက်မှာကျန်နေတဲ့ထပ်နေတဲ့ AC နာလီနဲ့ဘာဖြစ်နေပြီလဲညီကြောင်တွေ့ရပြီဒါကြောင့်မလို့ဇာတ်တော်ရဲ့ဒီ triangle ABC လေးနဲ့ triangle ABD နဲ့ဒီဘာဖြစ်ပါသေးလဲကွန်ဂိုမန်ဖြစ်ပါသည်ကွန်ဂူလန်ထပ်တူညီတာဖြစ်တဲ့အတွက်ဒီအနာလေးဖြစ်တဲ့ BD အနာလေးနဲ့ AC အနာလေးနဲ့ဒီပါဖြစ်ပါသေးတယ်။ညီပါသေးသူပြောတဲ့ဟာညီပါသေးဖြေလိုက်ရော ယ်အဲ့တော့ဆရာတို့ကလက်တွေပြုလုပ်ရေးဖြေဆိုပါဆိုတော့လက်တွေပြုလုပ်ပြီးတော့ဖြေလိုက်တာဖြစ်တယ်အဲ့တော့သာသမီတို့လက်တွေစံသက်ချက်လေးကိုကကော်လီနဲ့နှခုကုံကူတန်းဖြစ်ကြောင်းထပ်ထားလေးကိုကတ်ကတ်ပြီးတော့အဲ့ဒီအောက်မှာဆရာတို့ကထပ်တူညီပါတယ်ထပ်တူညီတဲ့အတွက်အနားနှခုညီပါတယ်ဆိုပြီးဒီတိုင်းလေးဖြေလိုက်ရင်ခါခွေးလေးကပြီးသွားပါပြီဒါဆိုရင်နံပါတ်1ကကာကြီးလေးနဲ့ခါခွေးလေးနဲ့သာသမီတို့နားလည်မယ်နော်ဟုတ်ပါပြီဒါဆိုရင်ဆရာတို့နောက်ထပ်နံပါတ်3 စတူယန် PQRS ကိုဆွဲပါတယ်ဟောစတူယန်ဒေတာနော်အဲသုံးပုံစလုံးအားဆရာတို့ကမတူဘူးတကူကနေပြိုင်စတူကန်တကူကတောင်းမန်စတူကန်တကူကစတူယန်အဲ့မှာဆဲမယ်သတိထားရအဲ့တော့စတူယန်ဆိုတာနားလေးနားစလုံးပါပြင်ပါလေညီရမယ်ဒါဆိုဆရာတို့စတူယန်လေးဆွဲလိုက်မယ်သူကနာမည် PQRS လို့ပြောထားလို့ PQRS နာမည်ပေးလိုက်မယ်ဟောပြီးသားပြီနံပါတ်ကားကြီး BQRS တည်တဲ့ navigation stucan တစ်ခုဖြစ်ပါသလား။ဩ navigation stucan တစ်ခုဖြစ်မဖြစ်ဆိုတော့နားတွေပြိုင်မပြိုင်ဖြည့်စမ်းတတ်ရမယ်။ဒါဆိုရင်ခုနလိုပဲ။မြင်းပြိုင်နှစ်ချောင်းကြားမှာအကွာအဝေးတွေတူရင်ဘာဖြစ်လဲ။မြင်းလက်ချောင်းပြိုင်နေတဲ့ဖြည့်ရင်လည်းရတယ်။နောက်တစ်ချက်ခုနကဖြည့်တယ်လို့ပဲ။မြင်းပြိုင်နှစ်ချောင်းကိုဖြည့်မြင်းလက်ချောင်းကဖြတ်လည်ရင်ဖြည့်မြင်းရဲ့တစ်ဖက်မှာရှိတဲ့ဒေါနရပေါင်းခြင်းသည်180ဖြစ်တဲ့ patch နဲ့ဖြည့်လို့ရတယ်။ဒါဆိုရင်ဆရာတို့တွေ ရှင်းလိုက်ကြရအောင်။အဲဒါဆိုရင် student တွေ down ban နေပြီပဲဟုတ်ပြီနော်။ဒါကြောင့်ဆရာတို့တွေဒီအတွင်းတော့ပေါင်းတာဟုတ်ပြီနော်။ဖြန့်မြင့်ရဲ့တစ်ဖက်မှာရှိတဲ့အတွင်းတော့နှစ်ခုပေါင်းလိုက်က180ဖြစ်တာနဲ့ဆရာတို့ဖြေကြမယ်။ဒါဆိုရင် angle PSR PSR ဖြစ်တဲ့ဟောဒီ down လေးဒီ down လေးနဲ့ဒီ down လေးနဲ့နှစ်ခုပေါင်းမယ်။ဥပမာဒီအကြီးကဘာဖြစ်သွားမလဲ။ဖြန့်မြင့်ဖြစ်သွားမယ်။ဒီနှစ်ကြောင်းကပြန်ကြောင်းပြချင်တာ ဒီနှစ်ကြောင်းပြန်ကြောင်းပြချင်ဒါဆိုရင်ဆရာတို့ကဇလုံးထဲမှာမြင်ကြည့်လိုက်သူတို့အတွင်းတောင်းနှစ်ခုပေါင်းရင်ဒီတောင်းလေးနဲ့ဒီတောင်းလေးနဲ့အတွင်းတောင်းနှစ်ခုပေါင်းလို့180ရပြီဆိုရင်ဒီနှစ်ခုပါပြီပြီလေဒီနားနှစ်ခုပြိုင်သွားပြီဒါကြောင့်မလို့ဆရာတော်အဲ့ဒီတောင်းလေး PSR ဆိုတဲ့ဒီတောင်းလေးနဲ့ဒီဘက်က SRQ ဆိုတဲ့ဒီတောင်းလေးနဲ့တောင်းနှစ်ခုပါလုပ်လိုက်လေပေါင်းလိုက်တဲ့180ဖြစ်တယ်။ဒါဆို180ဖြစ်ပြီဆိုရင်ဒီနားနှစ်ခုပါဖြစ်ပြီလေ။ PS နဲ့ QR နဲ့ဘာဖြစ်ပြီလဲပြိုင်ပြီပေါ့ဒါကြောင့်ထိုးကြောင့် PS ဖယ်လဲ QR PS နဲ့ QR နဲ့ပြိုင်ပါပြီဘာကြောင့်ပြိုင်တာလဲဆိုလို့ပြောမလဲဒီအချက်ကြောင့်ပြိုင်တာဟုတ်ပြီနော်ဖြန်ပြင်းရဲ့တစ်ဖက်မှာရှိတဲ့အတောင်းတောင်းပေါင်းချက်ပေါင်းလက်သည်180ဖြစ်လို့ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့တရားနှစ်တည်းဒီဆရာတို့ကအကြောင်းအကျိုးဆက်ဆက်တတ်ဖို့ဖြစ်တယ်ဟုတ်ပြီနော်အကြောင်းအကျိုးပြောပြတတ်ရဆက်ဆက်နိုင်ရဒါကြောင့်ဒါဖြစ်တာဟုတ်ပြီနော်အဲ့တော့အကြောင်းပြချက်ဒီ ခိုင်ခိုင်လုံးလုံးတည်တည်ထောင်ထားခိုင်ခိုင်မာမာပြောဆိုတတ်ဖို့ဖြစ်တယ်ဟုတ်ပြီเนาะဒါဆိုရင်ဇာတ်တော်တွေဒီထို့ကြောင့် student PQRS ဒီနာမည်စတုကန်တစ်ခုဖြစ်ပါသည်ဆိုဖြေလိုက်ဟုတ်ပြီเนาะအဲဒါဆိုရင်ဇာတ်တော်နောက်တစ်ခါခွေတောင်ဖြတ်မြေ PR နဲ့ QS တို့အလျားတူပါသလားဟောခုနကလို့တောင်ဖြတ်မြေနဲ့မေးပြီဒါဆိုရင်ဇာတ်တော်ကအဲ့ဒီပုံမှာမပါလို့လိုက်မလဲတောင်ဖြတ်မြေလေးဆွဲလိုက်ဒါဆိုဇာတ်တော်တောင်ဖြတ်မြေလေးဆွဲလိုက် PR နဲ့ US နဲ့ဆွဲလိုက်အဲ့တော့ဒါသမီးတို့ကပုံနှစ်ပုံဆွဲဟုတ်ပြီနော်လက်စားလက်တွေ့ဆန်တဲ့မှာဆိုတော့ပုံနှစ်ပုံဆွဲပုံနှစ်ပုံဆွဲပြီးတော့ဆရာတို့ကွန်ကူလန်ဖြစ်ဖြစ်စမ်းကြည့်လို့ရတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ကဘောင်းပြန်ပြေးပီယာဆိုတော့ PR ပါရဲ့ triangle လေးဆရာ color လေးနဲ့ရှင်းပြမယ်ဟောဒီမှာ PR ပါတယ် white triangle လေးနဲ့ဒီဆရာဘေးကိုထုတ်လိုက်မယ်မျက်လုံးထဲမှာမြင်တော့နောက်တစ်ခု QS QS ဆိုတော့ QS ပါတဲ့ triangle လေးကဒီပဲဟုတ်ပြီနော် ဒီဘက်ဆရာအဲ့ triangle လေးဒီလိုနဲ့မှမြင်တယ်နော်အဲ့ဆို QRS white triangle လေးဒီကိုထိုးလိုက်မယ်အဲသူတို့နှစ်ခု concurrent ဖြစ်လား concurrent ဖြစ်တယ်ထတ်တူညီရယ်သူတို့အနာနှနာပါဖြစ်ပြီလေညီပြီထတ်တူမညီအနာနှနာမညီဘူးဒါကြောင့် concurrent ဖြစ်ပြည့်ဆရာတို့စမ်းကြည့်မယ်တွေ့ခဲလဲကြည့်လိုက်ခဲသူတို့နှစ်ခုဘာဖြစ်လဲထတ်ထဲကြနေဒီမှာဟောပြီနော်ဒါဆိုရင် QS နဲ့ PR နဲ့ဘာဖြစ်လဲညီတာပေါ့သူမေးတာမှာညီလားတဲ့အလျားချင်းတူလားလို့မေးရ 2B လေးဒီမှာဖြေလိုက်ရင်ဟုတ်ပြီเนาะဘာဖြစ်လို့လဲကွန်ကူရန့်ဖြစ်လို့ triangle တစ်ခုဒါဆိုရင်ဆရာတို့ကရေးလို့ရပြီ triangle ဆရာတို့ကိုစမ်းသပ်လိုက်တယ် BQR လေးနဲ့ triangle SRQ လေးဒီဘာဖြစ်ပါသေးလဲကွန်ကူရန့်ဖြစ်ပါတယ်ဒီချက်ပါရမယ်သူတို့နှစ်ခုကွန်ကူရန့်ဖြစ်လို့သူတို့ကနားနှစ်ခုဘာဖြစ်လဲညီပါတယ်လို့ဖြေလိုက်တာဒါဆိုရင်နံပါတ်ခွေလေးပြီးသွားပြီကဲနံပါတ်ကငယ်နံပါတ်ကငယ်ကလည်း PS PQS တဲ့ဒါဆိုဆရာတို့ PQS မြင်အောင်ဆရာအောင်ခြေပြမယ် BQR ဆိုတဲ့ဟောဒီ triangle လေးနဲ့တဲ့ triangle QRS QRS ဆိုတဲ့ဟောဒီ triangle လေးနဲ့ထပ်တို့ညီလာတဲ့ကဲတော့ဆိုတော့လက်တွေ့ဆက်သက်ကြည့်အောင်ဩကွတီပဲထပ်တို့ညီရဲ့ဒါဆိုရင်တို့နှစ်ခုပါဖြစ်ပါသည်လေထပ်တို့ညီပါသည်ကွန်ကူရန့်ဖြစ်ပါတယ်ဒါဆိုရင်ဒါတို့တမီတော့ဟောဒီနံပါတ်3သင်ခန်းစာလေးနားလည်မယ်လို့ဆရာယုံကြည်ပါတယ်အဲ့တော့ဆရာတို့တွေ ပြောစရာကောင်းပါတယ်လက်တွေ့ဆက်သက်ချက်လေးတွေနဲ့ဆရာတို့ဖြေဆိုရတာဟောပြီးတော့တရားဆရာတို့တင်ယူသက်သည်အဲလက်တွေ့လောဆောင်ချက်တွေလက်တွေ့ဆက်သက်ချက်တွေပါတာဖြစ်တယ်ဒါကြောင့်မလို့ဆရာတို့ပြောစရာကောင်းပါတယ်ဟောပြီးတော့ဒါတို့မျိုးတော့နားလည်မယ်လို့ယုံကြည်ပါတယ်เนาะကဲဒါဆိုဆရာတို့ဒီသင်ခန်းစာလေးကနေရရှိတဲ့ Downman Stucan တဲ့အတွင်းတော့အသီးသီး60ရှိတဲ့ Navian Stucan ဖြစ်တယ်ဒါဆိုရင်ဆရာတို့ Downman Stucan လေးကလည်းပဲ Navian Stucan ဖြစ်တယ် စတူရန်လေးကလည်းအနံပြိုင်စတူကန်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဆရာတို့ပါဖြစ်ပြီးလဲဒီသင်ခန်းစာလေးကနေလေ့လာတွေ့ရှိရတယ်။ကဲဒါဆိုရင်ဆရာတို့သင်ခန်းစာလေးပြီးသွားတဲ့အခါမှာဆရာပြောနေကြစကားလက်ဆောင်လေးအဲ့တော့စကားလက်ဒီနေ့ရဲ့စကားလက်ဆောင်လေးကသတိထားရေးသွားလာလို့ကြင်လင်းရင်းနဲ့ဘေးကင်းနေမှန်တာပေါ့နော်အဲ့တော့ဆရာတို့ကသတိထားပြီးတော့သတိထားပြီးတော့သွားလာလို့ကြင်နေဆိုရင်ဘေးကင်းပါတယ်အဲ့တော့ဒီအကြောင်းအရာလေးကဆရာတို့950စက်တော်ထဲမှာရှိပါတယ် ာရုသမီးကိုဖတ်ကြည့်စေချင်ပါတယ်ဟုတ်ပြီနော်တော့တာရုသမီးတို့ဒီဆရာမိပါတို့ထင်တဆင်းမြအောင်ကြိုးစားနိုင်တဲ့ကျောင်းသားကျောင်းသူလေးများဖြစ်ကြပါစေဘိုင်ဘိုင်